နာပြုပုဂ္ဂိုလ်များသည်မိမိတို့ဘာသာတည်သည့်ကိုးကွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြိုင်နိုင်ရှင်ပုတ်ခဟောပြောမှုစသော အမုံတရားအခြေခံသည့်စကားများ ပြောဆို၍စီယုံခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရန်တိုက်တင်နေမှာပါ ဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကဥပ္ပောင်းနေသူလည်းဉာဏ်မှဖြစ်သူလည်းဆင်းရဲတဲ့လူတွေကဉာဏ်နိုင်ဘူးဘုန်းကြီးတို့တွေတတိထားရမှာသူတို့တော့ချမ်းသာအောင်ပါတယ်ငါတို့ကျတော့ချမ်းသာအောင်လားဆိုတာကိုတတိထားဖို့လိုတယ်ပြစ်တယ်မှာပဲအဲအမှန်ကတော့ဒီလိမ့်မယ်သူကလည်းကမ္မထာအထုတ်တယ်ကိုယ်ကလည်းကမ္မထာအထုတ်သူကလည်းပြီးစိတ်ဖြစ်လာတဲ့အတွက်ကြောင့်သူကလည်းဘုရားကုံတော်ပွားတယ်လူတိုင်းကဘုရားခံမှာမဟုတ်နိုင်ဘူးဟုတ် တော့သူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသူတိုင်းပုံပေါ်ရရတော့ဘာသာတရားတူတူပြောလိမ့်မယ်အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်ပြာချမ်းသာမှုတွေအဖြစ်ကထုတ်ချင်ထုတ်ပြာချမ်းသာမှုမသိလို့ရှင်မကောင်းရင်တင်တတ်ရောရောင်ပြီးတော့ဘာသာတရားဆိုတာတူတူချမ်းသာတဲ့လူတွေကဟုတ်လို့လို့ကျင့်တတ်မှာဖြစ်တော့ဆင်းရဲတဲ့လူတွေကျင့်တတ်နိုင်ဘူးသူတို့တော့ချမ်းသာတူပါစေနဲ့ငါတို့ကြတော့ချမ်းသာမဖန်ဆင်းဘူးဆိုပြီး ဥပုံဆောင်တာလေးတစ်ခုပဲကြည့်လေအဲ့လိုတွေဥပုံဆောင်တာလေးတစ်ခုကြည့်ဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုံဆောင်ခြင်း position ဆိုတာဟိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးအဲ့ဒီဥပုံဆောင်လူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးအမတန်မှကွာခြားတယ်တို့တော့ပြောနေတဲ့ဥပုံလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တရားနဲ့အဖြေကထောက်ချင်းထုတ်တယ်အထိပ္ပယ်ရ အဲ့တော့မကောင်းရင်ကျင့်တဲ့တရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ချမ်းသာတဲ့လူတွေကအစားမစားတတ်တဲ့မဟုတ်ဘူးကျင့်တတ်မှဖြစ်တော့ရှင်းရတဲ့လူတွေကျင့်တတ်တယ်ကိုဥပုပ်လို့ထင်းနေတာသူတို့တော့ချမ်းသာအောင်ဖြစ်နေတယ်မတို့ကြတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးအဲ့တော့ဖြစ်တယ်ညနေစာလေးဥပုပ်မစားတာကိုခေါ်တာမဟုတ်ဘူးဖြစ်လာနိုင်တယ်ပေါ့ကိုစောင့်တည်ထားတဲ့ကိုရှင်တရားကိုဖန်ဆင်းရှင်ဆိုတာလူတိုင်းကလက်ခံမှာမဟုတ်ထိတ်ထန်ထားတာ ဒီကနေ့လူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးကရှောင်းမယ်ဆိုတဲ့အဲ့တော့ပြောလိမ့်မယ်အချက်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်ပါတိကအဖြေကထုတ်ချက်ထုတ်ထားတယ်ဆိုတော့လိုက်အဲ့တော့မကောင်းရင်တင်တဲ့တချင်းမှရှောင်းမယ်အဲ့ဒီပဲချမ်းသာတဲ့လူတွေကရှောင်းမယ်တော့မေရုံးကျင်းတတ်မှာဖြစ်ဆိုတော့ဆင်းရဲတဲ့လူတွေကကျင်းတတ်တယ်လိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ရဟန္တာသူတို့တော့ချမ်းသာအောင်မဖန်ဆင်းနဲ့ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုတော့ပုဂ္ဂိုလ်တွေချင်းမှုခက်တယ်လေ အဲ့ဒါလို့ရဟန္တာတွေဖြစ်လာတဲ့အချက်မျိုးကိုဒီကနေ့တရက်တာလေးဖြစ်လာတယ်ရှင်းလိုက်ရပြီ transition ဆိုတော့ဘုံဒီတိုင်းကလက္ခဏာမှမဟုတ်နိုင်ဘူးတော်တော်လုံးမလုံးနိုင်တာတရက်တိုင်းကကြည်ညိုကြမှာမဟုတ်ဘူးတိုးတော့ပြောလိမ့်မစမ်းနိုင်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်တယ်အဲ့တော့မကောင်းရင်ကနာပြုတ်ပုံကောများသည် 咪咪都巴拉弟弟，乖乖用几度咪阿古，好家亚内，度咪阿内大洋快车木，阿有娃的先别爱耐心，不卡好票木杀到，阿蒙太阳车行里，大家咪表票属于，先用起木票呗，咪咪都巴拉对阿也，曼卡诺江沙啦，阿苏马咪阿片呐，悠悠哒哒哒哒那表家呀，带妈妈爷爷。 အဲ့ဒါတကယ်တွေးခေါ်မျိုးမြင်မှုမမယင်တွေးခေါ်မျိုးမြင်မှုဆိုတာကတော့ဥပုသ်ဆောင်တယ်ဒီလောကမှာအနှစ်သာရချင်းကုသိုလ်ဆိုတာမရှိပါဘူးအဲကုသိုလ်လုပ်လည်းကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လည်းအကုသိုလ်မဖြစ်ပါဘူးအဲ့ဒါတော့မှဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူး သူတော်ဘဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်ပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်ဘယ်ရလဲဘာသာတရားတွေသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာဘာနဲ့စိတ်ကူးတာတော့လောဘနဲ့စိတ်ကူးတာဟုတ်ကဲ့လားအဲ့ဒီလိုစိတ်ကူးလိုက်ရုံနဲ့ပဲသူက ကံအရာမြောက်သွားတယ်တဲ့။ဒါကြောင့်မနောကံပါဇက်ကထုတ်မပြောခြင်းနေလက်နဲ့မလုပ်ခြင်းနေစိတ်ကူးလိုက်ရုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇာတဲ့ပြောပြရတာမဟုတ်ဘူးသူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုရဲကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇာများတယ်အဘိဇာများတယ် သူများအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်ကိုအဘိဇာများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဇာဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဘိဇာတို့ခေါ်တယ်မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဖြာပါဒနာပြုပုဂ္ဂိုလ်များသည်မိမိတို့ဘာသာတည်တည် ကိုယ်ွယ်ယုံကြည်သူများကိုဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြနိုင်ရှင်ပုတ်ခဟောပြောမှုစသောအမုံတရားခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသာသာသာသနာပြုကြရာတိုက်လူတရားကိုလေအတင်းအနှမဘာသာတစ်ခုကူးပြောင်းဖို့ကပြောလို့မရအောင် ဒါသူ့လူရဲ့ညံနဲ့ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်သွားပြီလေ။ဘာသာရေးကိစ္စကြတော့လေ။အဲ့တော့ကိုကအတက်နိုင်ဆုံးတော့လမ်းကြောင်းပေးရတာပေါ့နော်။အတင်းတစ်ပိုင်းငါဘာသာဝင်ပါလို့ပြောလို့မရအောင်လွတ်လပ်စွာကိုယ်ကွယ်ခွင့်ရှိတယ်။ဒါပေမဲ့ဆွေးနွေးလို့ရတယ်ပြောပြလို့ရတယ်။ခရိယာဆိုရင်လည်းသူတို့ခရိယာဘာသာကောင်းတယ်ကိုပြောမှာပဲ။ကိုဗုဒ္ဓဘာသာကလည်းကိုဗုဒ္ဓဘာသာကောင်းကြောင်းသူပြောမှာပဲ။အဲ့တော့ပြောတဲ့ပုံမူတည်ပြီးတော့သူတို့စဉ်းစားလက်ခံကြမှာပဲလေ။အဲ့တော့တာသမီမွေးလာလို့ရှိရင်လည်းပြောကြမှာပဲ။အမေကလည်းပြောမှာပဲ။အဖေကလည်းပြောမှာပဲ။ ဲ့တော့သာသမီကညာရှိတဲ့ပုံကိုဆိုရင် तू ကြိုက်တဲ့ဘက်ကို तू ပါပါမှာပဲဒါကတော့လေနောက်တိုင်းစကံပုံတစ်ခုရှိတယ်လေဟုတ်မြင်းတကောင်ကိုရေစိတ်ကိုဆွဲခေါ်လာလို့ရတယ်တော့ရေတောင်းလို့လို့မရအောင်နော် तू တောက်ချင်မှတောက်မှာ तू ဘာကြကြည့်တင်းဖြတ်တိုက်လဲ तू မျိုးချင်မှမျိုးချမှာလူတယောက်ကိုဘာသာတရားတစ်ခုပြောင်းလာအောင်လုပ်တယ်ဆိုတော့ तू ခံချင်တဲ့ဘက်ဆိုင်တယ်အပြင်းမန်းရှိခိုးယုံနဲ့ဆွန့်လို့ယုံနဲ့ဘောနာဘာသာလို့ပြောလို့မရအောင်နော်အဲ့လိုမျိုးဆို ရှိဘူးထင်နေတာဟိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုရားဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဘုရားကလေးလိုက်ပေးထားပြီးသားဖြစ်ပါတယ်ဘုရားကဒီလို ဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေလည်းများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုအလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်နာပြုပုံကောများသည်မိမိတို့ဘာသာတည်တည်ကိုယ်ွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနဲ့အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြနိုင်ရှင်ပုခ္ခဟောပြောမှုစသော အမုံတရားခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့မံကံတော်ကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသာသာသာသနာပြုကြရာတိုက်အခုကဘာကြီးမှာဘာသာတရားတွေကွဲပြားနေတာအကြောင်းမှန်ကိုမသိလို့ကွဲပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေကွဲပြားနေတာကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲခြံတတ်တော်တွေကဘယ်ကရောက်လာအကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစင်မှန်ကြောင်းတရားသည်တိတ်ပြီးတော့နဲ့နဲလို့လက်လမ်းမမီတော့မမြင်နိုင်မမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်သာဝရဘုရားကြီးဖြန့်စင်းလို့လို့ဆိုတဲ့အကြောင်းတရားကိုပြောတော့တာ ဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ်လောကကြီးမှာကဘာကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆံရအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်သူဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟော ထာဝရဘုရားພັນစင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှန်ရွဲ့တဲ့အယူဆက်တရပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ်မမှန်မကန် တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဖဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမພັນစင်းမဲ့နဲ့ພັນစင်းတယ်လို့ထင်ရင်အမှားပဲဟောတကယ်ພັນစင်းတာမှမဟုတ်ဖဲအဲ့ဒါမှဝိတမဟေတုဒိဋ္ဌိတယ် အဲ့ဒါကို လက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်။တချို့ကြတော့အလေးမစင်စားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် costless ဘာကြောင့်မှမရှိဘူးသူကသူဖြစ်တာလို့ပြောကြတယ်။အဟေတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟေတုဒိဋ္ဌိလို့ခေါ်တယ် အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိသူ့ဟာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာ။ဩဒီအကြောင်းတရားရှာရင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်။မြတ်စွာဘုရားကအကြောင်းတရားကို ရှာပြတယ်။ဘာနဲ့ရှာပြ?ပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြ။သစ္စာ၄ပါးနဲ့ရှာပြတယ်။ မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအားဖြင့်ဘာကိုဟောတော့သစ္စာလေးပါးခေါ်တယ်။လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တော့ဒုက္ခလို့နာမည်ပေးလိုက်တာနော်။ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူး။ဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်တီးเสียအောင်ပြီးခဘာမှမရှိဘူးလို့ပြောတယ်။အဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာ။ ြုရဲ့အ내ကခုတ်စိတမမှန်ကန်သေးတဲ့အတွက်ယွံမုန်းစရာကောင်းတယ်ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြညာဘူးတော်တော်များများကတော့ suffering လို့ပြညာတယ်မှန်ကန်တဲ့အတိပ္ပယ်ကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ ဘယ်လိုပြန်လို့ဆို unsatisfactoryness ကျင့်နှက်ဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် suffering လို့ပြန်ရင်လူတွေကအတွေးခေါ်ဘယ်လိုဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဟွာတွေလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုဘုရားဝါရကဒုက္ခကြီးကိုကြည့်နေတဲ့ဝါရကြီးလို့ဆိုပြီး pessimism လို့ထင်မှာကောင်းကြတာအဆိုးမြင်ဝါရကြီးလို့ဒီလိုထင်နေကြပြန်မဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါရကြီးအဖြစ်ယူဆလာကြတယ် တကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဟာဒီစကားလုံးရဲ့အဓိပ္ပာယ်ကဒုစိတ်နှဆရာမကောင်းဘူးခထင်တဲ့အတိုင်းတခုမှမရှိဘူး။မယောက်ျားလို့ထင်တယ်မရှိဘူး။ယုံတဲ့နာမည်ရှိနေတယ်။မိမလို့ထင်တယ်ယုံတဲ့နာမည်ရှိနေတယ်။သူလို့ထင်နေတယ်မရှိဘူး။ငါလို့ထင်နေတယ်မရှိဘူး။တကယ်ရှိနေတာယုံတဲ့နာမည်ရှိတယ်။ဟာ။ဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ ဒါကိုဒုက္ခလို့သူတို့ကသူတို့ဘာသာကိုကိုးကွယ်တဲ့ပုံကမှကဲ့တင်ပါဟိုကိုးကွယ်ရင်မကဲ့တင်ဘူးလို့ပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါသူကရုဏာတရားမေတ္တာတရားကဘလို့ရတော့ဘောသူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလှုပ်ကြိုင်တဲ့ဒေဝတက်ကိုတော့မှမေတ္တာထားနိုင်တယ်လေဆိုတော့ဘုရားမှန်ရင်မေတ္တာတရားဟာတတ်တာမပြောချင်တာနော်သူတို့ဘုရားစင်တာမေတ္တာမြတ်တာလေပါတော်ရာဟုလာဘုံမှာထားတဲ့မေတ္တာနဲ့ဇေဇမာနတို့ဒေဝတက်တို့ဘုံထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီကငါလှုပ်ကြိုင်တဲ့ဒေဝတက်ငါမထားနိုင်ဘူးဘုရားမရှိပါဘူး အာတားတော့ဘို့လို့ပို့ထားမယ်မရှိပါဘူးတန်းသူပဲအဲ့တော့အခုသူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုးကွယ်တဲ့သူကိုမှကက်တင်မှာမကိုးကွယ်တော့ကက်တင်ကိုပြစ်ထားမှာသူကငါမကိုးကွယ်တဲ့ကောင်သွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော်အဲ့တော့ဘုရားသခင်ငဲ့မေတ္တာတရားဟာတော်များတာဘူးပေါ့နော်ဟုတ်အဲ့ဒါဆရာတို့ကြီးပြောနေလားအာလူတွေစဉ်းစားမပြတာနော်အဲမဲ့လောကကြီးကမာတန်ရင်းနဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားသူတွေတော်တော်အားနေတယ် အခြားတဲ့ကိစ္စတွေမှာသာတော်ရင်တော်ရမယ်ထမြင်ထမြင်ကြမယ်ငါသားနေပတ်သက်လာရင်သိမစစကြတော့ဟိုချွတ်ချောတာကရိုးရကိုမကြုံနိုင်တာပြောတာ tradition နဲ့ပေါ့နော်ချစ်ဘိုးဘွားအဆက်ဆက်ကယုံကြည်မှုတစ်ခုကို မကြုံလုံးနိုင်ဘူးအဲ့ဒီကိုဘောင်ကြုံပြီးမတွေးနိုင်ဘူးဟဲ့လားအဲ့လိုတွေးလိုက်ရင်ငရေကြီးတို့လိုဘာလို့ပေါ့နော်အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေဘောင်ကြော်ပြီးမတွေးတတ်ဘူးပေါ့နော်အဲ့ဒါရှားနေရတဲ့မှာသာစံတမ်းမှုတွေသူ့ရဲ့သနာတွေရှားပွေမှုတွေလုပ်ကြတယ် ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လုံးကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့အဲဒါကြောင့်လည်းလောကကြီးမှာဗုဒ္ဓဘာသာအင်အားနည်းတယ်လေနော်အဲချိုးအဲဟိုတခါတော့ကအိန္ဒိယသူ့ပြည်ညာချင်းကတယောက်အဲ့ဒါပြောတာပေါ့ချင်းမရဗုဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ဘာလို့ကကိုယ်ကရမှာပေါ့သူကလည်းတရားလို့ပြောတာတရားလားဘာလို့ဗုဒ္ဓဘာသာမကိုယ်ကွယ်တယ်လဲအဲဒါမမှန်လို့ပေါ့သူကသူကတည်လားသူက ။ဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပြောရတယ်။ကိုယ့်ရဲ့လူများတယ်လေသူက။အဲ့တော့များတာကိုမှန်တယ်လို့တာတူတာ။မဟုတ်ဘူးလို့အဲ့ဒါကဲနေကြတာလို့ခေါ်တယ်။ညာမျက်စိကဲနေတာလို့နော်ပြောရတာ။အမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ကိုကိုကဲသူကများသွားတာသဘောပေါ့ကော။အဲကြောင့်ဆိုတာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြောပြတာသူ။သူကလည်းမျိုးကောက်ချက်ချတာပဲသူက။ဘုရားမသာတကယ်မှန်တယ်ကဘာလို့ကိုယ်ကရမှာပေါ့တဲ့အဲ့တော့ဥပကသာဝရဘုရားသခင်ကမှန်လို့ ။ဟာဝရဘုရားသခင်ကိုယ်ွယ်တဲ့ပုဂ္ဂိုလ်များနေတာပေါ့လေသွားလို့သွားပြောတာပေါ့။အဲ့လိုမျိုးပြောတော့မရမလဲလို့ပြောတာပြောနော်။ဒါသိပ္ပံပညာရှင်တွေယုံနေတာ။သိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာပြောတာလား။အခြားနေရာမှာသူတော်ပြီးမှဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့ဘူး။အဲ့လိုမျိုးဖြစ်တာပေါ့နော်။ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားပြွေးခွာမှုက အလွန်အားနည်းတယ်။အားနည်းတော့သူမြတ်စွာဘုရားတဲ့ကလည်းပြောတယ်မလားသင်္ကြန်စီအကြီးပြောတယ်လေ။နော်ဉာဏ်ရှိတဲ့သူတွေခေါင်းမပေါ်ရစီသွားဉာဏ်မရှိတဲ့သူငါစီလာလိုက်မယ်ဆိုတာပြောတာပဲလေ အဲလောကမှာကစဉ်းစားမှုကအတော့အားနေကြတယ်ပြီးရင်အလွယ်လိုက်ကြတာဘူးเนาะဘုရားဘာသာကခတ်တယ်လေငါးပါးသီလတွေထိန်းရတယ်စောင့်သိမှုတွေများတယ်ပြီးရင်ဘုရားကလည်းမကယ်တင်ဘူးလေကယ်လို့ကယ်ချင်လို့မရလို့မကယ်တာလေเนาะအဲ့ဒါနဲ့စဉ်းစားကြည့်ရင်ပေါ်ပါတယ်ကယ်လို့မရအောင်ဆိုတာပေါ်ပေါ်လင်းပါတယ်เนาะလောကမှာတော့မှเนาะအလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကယ်လို့မရအောင်အဲ့လိုမှလားဥပဒေကမိတ်ဆက်လိုက်ပြီဆိုရင်သွားတာပဲလေเนาะဒါချင်းချင်းချားတယ်လေဒါလောကဥပဒေတစ်ခုတောင်မှကယ်လို့မရတဲ့ဥစ္စာကို ။ဘဘာဝပြည်တံတခုဘယ်လိုလုပ်ကယ်လို့ရမှာလဲ။နော်။အခုအခုသူတွေကအကျိုးပေးတယ်ဆိုတာကဘုရားရဲ့တခင်ကတန်ခတ်တာမဟုတ်ဘူးနော်။သူတို့စီမှာကတော့ဒါဘုရားတခင်ကတန်ခတ်တာလို့ပြောတာဘူး။ဘုရားမန္တမကဘုရားကတန်ခတ်တာမဟုတ်ဘဘာဝတရားတန်ခတ်တာ။ဟုတ်လား။သူတို့ထားတဲ့အာဟုတုသဘာဝတရားကသူ့ကိုထံပြန်ခတ်တာပဲအဲ့တော့အာဟုတုကြောင့်ဖြစ်တဲ့သဘာဝထံကိုတော့ဘလို့မှအာဝယ်လို့မရဘူးနော်သဘာဝဘေးရန်တွေကိုကာဝယ်လို့မရဘူးဒီနေ့ခုမှပဲကြည့်လေဟိုတိုင်းဘေးရန်နေအားရမလားနော်သဘာဝဘေးရန်တွေကိုကာဝယ်လို့မရပဲလေ နော်ခံရကြခံရတာပဲလေနော်အဲ့လိုဒါဘာမှမဟုတ်တဲ့တဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေးအန္တရာယ်တော့မှခံရသေးလဲဆိုရင်အကုသိုလ်ရဲ့တဘာဝခံရရတော့ခံရမှာပဲနော်အဲကြောင့်မို့လို့ဘုရားသခင်ကတာဝန်ယူပြီးလို့မရတော့မယူရှင်လို့မဟုတ်ဘူးမယူပြီးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်လို့ပါတယ်နော်တချို့ကဗုဒ္ဓဘာသာဘာမှတာဝန်မယူဘဲကောင်းမလဲဟိုမှာတာဝန်ယူတာကောင်းတာပေါ့ဆိုတော့အဲလူကြီးကြိုက်သွားတာနော်အဲကဲ အဲဒါဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်တဲ့တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလူဟောမယ်ဆိုရင်ပဏ္ဍိပန္ဒဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရဲသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့ သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြရှုထင်းနေတာ ဟိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဘုဒ္ဓကနေလိုက်ပေးထားပြီးသားဖြစ်ပါလေဘုဒ္ဓကဒီလိုပိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနေလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေလည်းလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုအလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်